အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတကားကြတော့ဒီနေ့စဉ်သုံးထိုင်းစကားပြောရဖြစ်တဲ့ရေကမေကအခန်းငါကဒီအတုံးစရိတ်နေစာလကစာအဲ့ဒီဟာတွေကိုထိုင်းလို့နဲ့ဘယ်လိုပြောရမလဲဆိုတာကိုဒီနေ့ကျွန်တော်အာလာမြောက်ဝေပေးပါရခင်ဗျာပထမအဦးဆုံးအနေနဲ့ကြတော့ရေခကိုဒီထိုင်းလို့နဲ့ကြတော့ ค่าน้ำค่าน้ำยีกะค่าสุรากะที่ก้ากุพยราว่าค่าน้ำก็จะเรายีค่าน้ำสวยเนาะยีกะค่าน้ำยีกะนรกัวจะรอ มีค่ากูค่าไฟ มีค่า ค่าไฟ มีค่า ค่าไฟ မိခဖိုင်ဆိုတာကမိကိုပြောတာပါခဖိုင်ဆိုတာကမိခခဖိုင်မိခနောက်တစ်ခုကကြတော့အခန်းကားကကိုဘယ်လိုပြောလဲဆိုတော့ခါချောင်းဟောင်းအခန်းကားကခါချောင်းဟောင်းအခန်းကားက၆ကကြတော့ငားတာကိုပြောတာပါငားရမ်းတာကို၆အာအခန်းကိုကြတော့ဟောင်းလို့ပြောပါတယ်ဟောင်းဆိုတာကအခန်း ခါချောင်းဟောင်းဆိုရင်တော့အခန်းငါကခါချောင်းဟောင်းအခန်းငါကချောင်းဟောင်းနှလုံးသားဆိုရင်တော့အခန်းငါတဲ့ခါချောင်းဟောင်းဆိုရင်တော့အခန်းငါကလို့ပြောပါတယ်ခါချောင်းဟောင်းအခန်းငါကနောက်တစ်ခုကကြတော့အဲလာကစားလို့ပြောကြည့်ရင်ခါလိုက်ဒွန်းခါလိုက်ဒွန်းလာကစားခါလိုက်ဒွန်းလာကစား ဒူအန်ကကြတော့လကိုပြောတာပါဥပမာနှစ်အာနှစ်လနေ့ရက်အဲ့ဒီမှာအဲ့ဒီလမှာလကိုအန်ဒူအန်လို့ပြောပါတယ်ဒူအန်ဆိုတာကလအာလိုက်ဒူအန်ဆိုတာကလကခါလိုက်ဒူအန်ဆိုတာကလကစားလို့ပြောပါတယ်ခါလိုက်ဒူအန်လကစားနောက်တစ်ခုကကြတော့နေ့စားကကိုဘယ်လိုပြောလဲဆိုတော့ခါလိုက်ဝမ်နေ့စားက ခါလိုင်ဝမ်နေဇာကခါလိုင်ဝမ်နေဇာကဝမ်ကကြတော့နေကိုပြောတာပါနေကိုဝမ်လို့ပြောပါတယ်ခါလိုင်ဝမ်နေဇာကခါလိုင်ဝမ်နေဇာကအလောအာကားကိုဘလို့ပြောလဲဆိုတော့ခါလန်လောအာကခါလန်အလောအာကား ဒီအပြင်အပြင်မှာဒီထိုင်းရပြောလို့ရှင်တော့ rang ကို lang လို့ပြောပါတယ် ro tang ကို lo tang နဲ့ပဲပြောပါတယ် kha lang လောက်အားက kha lang အလောက်အားက kha lang အလောက်အားကအတုံးစရဲ့ကိုဘယ်လိုပြောလဲဆိုတော့ kha chai chai kha chai chai အလုံးအတုံးစရဲ့ kha chai chai အတုံးစရဲ့ ค่าใช้จ่ายอะตงจะเย่ค่าใช้จ่ายอะตงจะเย่อะตงจะเย่กค่าใช้จ่ายรูปเยบาเรอะตงจะเย่ค่าใช้จ่ายอะตงจะเย่ ကျေးဇူးသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ထိုင်းစကားနဲ့ပတ်သက်လို့သိချင်တာရှိလို့ရှိရင်လည်း comment အောက်မှာမှတ်ထားခဲ့ပေးလို့ရပါတယ်။ဒီတချို့စကားလုံးတွေမသိတဲ့ဒီစကားလုံးတွေရှိလို့ရှိရင်လည်း comment အောက်မှာရေးထားခဲ့ပေးလို့ရပါတယ်ခင်ဗျာ။ကျွန်တော်အားလို့ရှိရင်မြန်မာလိုနဲ့အာမြန်မာလိုနဲ့ထိုင်းလိုနဲ့ကျွန်တော်ပြန်ပြီးတော့အာ comment မှာပြန်ဖြေပေးပါမယ်ခင်ဗျာ။